နောက်တစ်ခုကြတော့ဝိပဿနာချင်းစင်နဲ့ပတ်သက်တာခန္ဓာကြီးကိုမြင်တယ်ဆိုတော့ခန္ဓာနဲ့ကိုယ်ပိုင်ဥစ္စာဆိုတော့အမြင်တဲ့အစ်စ်မြင်တဲ့ဝိပဿနာတမ္မာဒိဋ္ဌိကြတယ်ဘာမြင်လို့ဆိုအဲလူဆိုတာမရှိဘူးရုပ်နဲ့နဲ့မျိုးတဲ့မရှိဘူးကိုယ့်ကိုယ်ကိုပြန်ကြည့်ရင် mind နဲ့ body စိတ်ရဲ့ ယုတ်ခန္ဓာကြီးရဲ့ဒီနှစ်ခုပဲရှိအဲ့ဒါလို့နှစ်ခုနဲ့ဖွဲ့စည်းထားတယ်လို့မြင်လာတာလေဝိပဿနာသမာဓိရှိတယ်အဲ့ဒီမိုင်းနဲ့ဘောတွေကဆရာဆရာအကြောင်းတွေကြောင့်ဖြစ်နေတာလို့မြင်တာလည်းပဲဝိပဿနာသမာဓိဖြစ်ပဲအချိန်ကအားဖြင့်ပြီးတဲ့အချိန်မြင်လာတဲ့အခါကျတော့လောကမှာရှိတဲ့သင်္ခါရတရားတွေကဘယ်ရာမှမမြဲဘူးလို့မြင်လာထာဝရပြောင်းလဲနေတယ်လို့မြင်လာလို့ရှိတယ် အနိစ္စဆိုတဲ့သဘောတရားကိုမြင်လာပြီဆိုဒါဝိပဿနာသမာဓိဖြစ်တယ်။သို့မဟုတ်မမြင်တဲ့သဘောတရားကြီးကဒလဆဒုက္ခပေးနေလို့ဒုက္ခလို့မြင်လာတယ်။အဲ့ဒီလိုဒလဆဒုက္ခပေးနေတဲ့သဘောတရားကြီးဟာကိုယ်မှာရက်တန့်ပြစ်လို့ပြစ်ဖို့အပါဝါမမရှိဘူး။ဘာမှဆိုင်တဲ့မရှိဘူးလို့မြင်တာအနတ္တ။ အဲ့လိုသင်္ခါရတရားတွေနဲ့ပတ်သက်လာလို့ရှိရင်အနိစ္စလိုလည်းမြင်တယ်ဒုက္ခလိုလည်းမြင်တယ်အနတ္တလိုလည်းမြင်လာအဲ့ဒီလိုမြင်လာတဲ့အတိညာအစဉ်စဉ်တက်လာတဲ့အစဉ်မြင်တဲ့အတိညာဝိပဿနာသမာဓိရှိကိုခေါ်တယ်အေဖေယောပန်တို့ကံကောင်းထောက်မှနေလို့ကအမှရဝိပဿနာသမာဓိရှိဆိုတာဘုန်းကြီးတို့တွေရနိုင်ခွင့်ရှိတာသာသနာ့ဘာမှဆိုလို့ရှိရင်ဝိပဿနာသမာဓိရှိဆိုတာ ကြားကိုမကြားဘူးလားမရနိုင်ဘူးလက်စွပ်ပြားကိုတော့ကိုယ်တိုင်ကကုသိနာယုံအင်းကြီးဥယျာဉ်ထဲမှာရောင်မြတ်လာအုတ်ခေါင်းနဲ့လျောင်းဆက်ပြီးတော့နေတဲ့အချိန်သူကကြပြပိုင်ကြည့်ကိုရှင်းရှင်းလေးလက်စွပ်ပြားမိတ်ခါတယ် ငါရဲ့တသက်တာနှစ်ပေါင်း90နှစ်တည်းနဲ့မြတ်စွာဘုရားတတ်တော်ဆစ်ဆင်နေတာနော်ဘုရားမြတ်စွာဘုရားအဲ့ဒီမှာ90နှစ်လို့ပြောတာပါလို့ဆိုတာတော့ထပ်ပြီးတော့တရားရှာ6နှစ်ဘုရားအချက်နဲ့လေ50နှစ်6နှစ်နဲ့45ပေါင်းပြီးတော့50နှစ်ဘုရားဘုရားမှာငယ်စဉ်ကနေခဲ့တဲ့အတိုင်းအတာတွေကိုမထည့်ဘူး အဲ့ဒီ52နှစ်မာရာယီလိုလိလာတိုက်စားပြီးတော့တရားထုတ်တဲ့အချိန်ထဲမှာတဲ့ဝိပဿနာဉာဏ်ကိုဟောပြနိုင်တဲ့ပုဂ္ဂိုလ်ဝိပဿနာ၄စနစ်ကိုပြနိုင်တဲ့ပုဂ္ဂိုလ်တဥမှမရှိမြတ်စွာဘုရားဒီလိုပြောဝိပဿနာဉာဏ်နဲ့ပတ်သက်လို့မြတ်စွာဘုရားသာသနာမှာသာမြတ်စွာဘုရားဘုရားဆုံးအချိန်တွေ့ရှိခေါ်ထုတ်ပြီးခေါ်ကြခဲ့တာဖြစ်တယ် ုရားနဲ့စင်ကြယ်ထွန်းကားနေတဲ့အခြားဘာသာတွေမှာဝိပဿနာအကြောင်းဆိုတာလေးတန်လေးတောင်မဟာမင်း။ဟောဒီမိတ်ဆွေတွေကိုကြည့်မယ်ဆိုရင်ခေါင်းကြီးတို့တွေကကာမတက္ကတာသာမဏေဒိဋ္ဌိလေးနဲ့ရှင်တတ်နေလို့မဖြစ်ဘူးဝိပဿနာသာမဏေဒိဋ္ဌိဆိုတာဖြစ်ဖို့လိုသေးတယ်။